ေနာရေးဝင်ကြီးခမားကိုတိုင်းထုတ်တဲ့မေကိုခမားဖြေနိုင်လားอืมကျွန်တော်မေးကြည့်ဒီကလေး6000ကျော်လို့လားလို့လားဟမ်ပါတယ်ပါတယ်ပြင်ပြီးတောင်းဆိုလို့မရဘူးဆိုရင်တော့ဥက္ကဋ္ဌနောင်းတစ်စိမ်မှာအဆိုင်ဘုတ်ကင်ပြီးတောင်းဆိုရင်ပြင်တောင်းဆိုရလိမ့်မယ်မြတ်ဘက်ကဥက္ကဋ္ဌကြီးကိုပြပြီးတော့အတူပြထားတာပါနော်အဲ့ဒါချို့ရောင်းသားမိပါလေအာကျွန်တော်ကျွန်တော်တို့ကဒီဆောင်မှုဘက်ကိုမဖြေနိုင်တော့ပါဘူးဆိုပြီးတော့ပြောတဲ့လူလည်းရှိရဲ့အဲ့တော့ငါတို့ဆုံးပြတာငါတို့အမှန်ငါတို့မှန်တယ် ဒါတို့မှန်တယ်ဆိုပြီးတော့ဆော့ဖ်ဝဲပြန်ပြေခိုင်းကြီးလဲခိုင်းပေါ့ဗျာဒါတို့ကျွန်တော်မတတ်နိုင်အဲ့ဒါစစ်ကြုံပညာရေးလို့ခေါ်ရနော်ကဲတော့ကျွန်တော်ညီကိုမွန်တော်များအားလုံးပဲတော်လန်ညကြံလေးပါခင်ဗျာကျွန်တော်ရဲ့ဖန်ဘလော့လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဧပြီလ24ရက်နေ့ရဲ့ညနေပိုင်းရနေ့ညဥပိုင်းထိနောက်ဆုံးသိရတဲ့စစ်ရေးသတင်းလေးတွေကိုဖတ်ပြပေးပြီးရင် ဒီနောက်မှာဟိုဘတ်အော်တန်ဇာရုပ်ကွာအကောင်တွေသူတို့ရဲ့စစ်ကြုံပညာရေးကငလင်ပေးတင့်သွားတဲ့အတွက်ဇာမေးဝဲတွေကိုအစားအနေပြန်ဖြေစုခိုင်းမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့ဒီဟိုဘတ်အော်တန်ဇာရုပ်ကွာအကောင်တွေဘလို့တွေလိုင်းပေါ်ဖင်ကုန်းပြီးငိုတန်းကြအောင်မလဲဆိုတော့ကျွန်တော်တွားပြီးတော့ကြည်လိုက်အောင်ညာကဲတော့စစ်ရေးသတင်းတွေထဲကပထမဆုံးသတင်းကောင်းလေးတစ်ပုဒ်ကတော့ နိုင်ငံတော်ဝမ်းမှာအကြံပတ်စစ်ကောင်စီထံမှအလင်းဝင်သူနဲ့လက်နက်ချစစ်တုပ်ပန်းဖမ်းဆီးခံရသူနှစ်ပတ်အတွင်းစစ်သားနဲ့ရဲစုစုပေါင်း123ဦးစီးခဲ့တယ်လို့ပြည်သူ့ပန်းနိုင်အဖွဲ့ကဒီကနေ့ဧပြီလ24ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်ကောက်ယူထားတဲ့မှတ်တမ်းတွေအရဧပြီလပထမအပတ်နဲ့ဒုတိယအပတ်အတွင်းမှာစစ်ကောင်စီဘက်ကစစ်သားနဲ့ရဲစုစုပေါင်း123ဦးစီးခဲ့ရာအလင်းဝင်လာသူစစ်သား71ဦးနဲ့ရဲ3ဦးစုစုပေါင်း23ဦးစီးပြီးစစ်တုပ်ပန်းအဖြစ်ဖမ်းဆီးခံရသူ152ဦးစီးခဲ့တယ်လို့ဖော်ပြထားပါတယ်။ အလင်းဝင်းသူစစ်သားဆက်စစ်ဦးမှာပဲခူးတန်းက2ဦး၊ကရင်ပြည်နယ်က3ဦး၊ချင်းပြည်နယ်က6ဦး၊မကွေးတန်းက2ဦး၊စကိုင်းတန်းက2ဦး၊တနင်္သာရီတန်းက2ဦးနဲ့စမ်းပြည်နယ်က3ဦးတို့ဖြစ်ကြပြီး6ဦးမှာတော့စစ်မှုထမ်းတပ်သားတွေဖြစ်ကြောင်းနဲ့ကျန်တဲ့ရဲ3ဦးမှာချင်းပြည်နယ်က2ဦးနဲ့စကိုင်းတန်းက2ဦးတို့ဖြစ်တယ်လို့ဆိုတာပါတယ်။အဲ့ဒီဖန်စီခံရတဲ့စစ်တုပ်ပန်း152ဦးမှာစစ်သားက152ဦးဖြစ်ပြီးစကိုင်းတိုင်းတွေကပဲအယောက်150 တနင်္သာရီတိုင်းကတအူးနဲ့မွန်ပြည်နယ်ကတအူးလို့ဖြစ်ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒုတိယသတင်းကောင်းလေးတပုတ်ကလည်းအေဘီလာ22ရက်နေ့ညနေ6:45မိနစ်အချိန်မုံရွာမြို့နယ်စက်တွင်အထိုင်စခန်းကနေဆံငယ်ဒစီဖြစ်ထွက်လာတဲ့စစ်တပ်ဗိုလ်ကြီးနဲ့တပ်သားတို့ကိုတော်လိုင်းတက်တွေကဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့ရာအေဒီပစ်ခတ်မှုကြောင့်စစ်တပ်ဗိုလ်ကြီးနဲ့တပ်သားတို့မှာပွဲချင်းပြီးတိုက်ဆုံခဲ့ကြောင်းနဲ့သူတို့ထံမှ MA11 တပ်နက်တက်လက်ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ်။ တော်တော်လိုင်းတက်ဖွဲ့ရဲ့တက်ခတ်မှုကြောင့်တိုက်ဆုံသွားတဲ့ဗိုလ်ကြီးနဲ့တက်တာမှာမုံရမျိုးနဲ့အတွင်းကကြေးရွာတွေကိုလိုက်လံဖျက်ဆီးမီးဆုပ်နေတဲ့စစ်ကြောင်းမှဖြစ်ကြောင်းသိရပါတယ်ဆိုပြီးတော့ခေတ်သစ်မီဒီယာကတင်ထားပြီးတဲ့ဒုတိယသတင်းကောင်းလေးပဲဖြစ်ပါတယ်။ တတိယသတင်းကောင်းလေးတပုတ်ကလည်းပြီးခဲ့တဲ့မက်စလ30ရက်နေ့ညနေ9:00ခန့်အချိန်မင်းလာမြို့နယ်အပိုင်းဘကိုးရိုးမပေါ်ကိုတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုကျွန်းကုန်းရွာအနီးမှာတာယာဝတိခိုင်တပ်ရင်33ညနဲ့တက်ခွဲ3ရဲဘော်တွေကစောက်ကြိုတိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေတက်ပြတ်ပြီးစံပုတ်ရွာဘက်သို့ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရပါတယ်။မက်စလ31ရက်နေ့မှာအဲ့ဒီဆုတ်ခွာထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေထဲက စစ်သား2ဦးကတော့သူတို့ထွက်ပြေးနေစဉ်ကြံခဲတဲ့မိုဘိုင်းဖုန်းတွေကိုကျုံးကောင်းရဘက်မှလာရောက်စာပွေစဉ်တော်လိုင်းရဲဘော်တွေကအစင်ဖမ်းဆီးရမိခဲ့ကြောင်းသိရပါဗါးအဲ့ဒီဖမ်းဆီးရမိသူတွေကိုစစ်စီမေးမြန်းပြီးနောက်စစ်သား2ဦးကိုဂျီနီဘာကွန်ဗင်းရှင်းအရထိန်းသိမ်းရန်အတွက်နောက်တန်းစခန်းသို့ဖမ်းဆီးခေါ်ဆောင်လာခဲ့စဉ်မှာအဲ့ဒီစစ်သား2ဦးကတော်လိုင်းရဲဘော်တွေရဲ့တနက်ကိုလူယူကထွက်ပြေးသွားတဲ့အတွက်ကြောင့်လိုက်လံပြစ်ခတ်ဖမ်းဆီးခဲ့ရမှာတော့ကြည်တိမှန်ပြီးနှစ်ဦးလုံးတေဆုံးခဲ့ကြောင်းသိရပါတယ်ဆိုပြီးတော့ခေတ်သစ်မီဒီယာကပဲထပ်ပြီးတော့တင်ထားပေးတဲ့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်ညာ ကဲတော့နော်တို့ဒီအကြမ်းဖက်စစ်ခွေတက်ထရကောင်တွေကတော့ကျွန်တော်တို့ဂျီနီဗာကွန်ဗန်းစင်းနဲ့အညီဖန်စီထိန်ထိန်ထားတာတော့မှကောက်ကောက်မနေချင်တဲ့ကောင်တွေဘလို့အချိန်နေပဲရောက်အချိန်ကြာလာတဲ့တို့ဒီခွေတက်ထရစစ်ခွေဇရက်တွေကပြစမြဲပဲနော်အဲ့တော့နောက်ဆုံးကြတော့လေတို့ဒီစစ်ခွေတွေရဲ့သွားရလမ်းကတော့ငရဲပြည်ပဲပေါ့နော်နောက်ထပ်တည်ငောင်းတပုတ်အနေနဲ့ကတော့ဘကိုးတိုင်းဆွေကျင်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ကွမ်းစိတ်စစ်စခန်းကို KNL PDF ပူးပေါင်းတပ်တွေကသိမ်းပိုက်ရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်မတိုင်းစစ်ဒေသရဲ့တပ်မှုတအုပ်ကအတည်ပြုပြောဆိုထားပါတယ်။ ဧပြီလ23ရက်နေ့မနက်ပိုင်းမှာအဆိုပါစစ်တပ်ရဲ့ကွန်စိတ်စခန်းကိုတင်ပတ်ရရှိခဲ့ခြင်းဖြစ်ပြီးတော့ KNL နဲ့ PDF ပူးပေါင်းမဟာမိတ်တပ်တွေရဲ့ပူးပေါင်းစစ်ဆင်ရေးနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။လက်ရှိမှာ KNU တပ်မဟာအလုံးကစစ်ကောင်စီတပ်စခန်းတွေကိုစုစည်းညီညွတ်စွာနဲ့ထိုးစစ်ဆင်ရေးဆီပြီး KNU တပ်မဟာခုနှစ်အတွင်းထိုင်းမြန်မာနယ်စပ်အနီးမှစစ်တပ်စခန်းတွေကိုဇက်တိုက်တိုက်ခိုက်တင်ပတ်လျက်ရှိကြောင်း KNL သတင်းရင်းမြစ်ကအတည်ပြုပြောဆိုထားပါတယ်။ နောက်ထပ်သတင်းကောင်းလေးတစ်ပုဒ်ကလည်းအရခတ်တပ်တော် AA သိမ်းပိုက်ထားတဲ့ရခိုင်ပြည်အနောက်ဘက်နေဆက်မြို့မောင်းတော်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ခရိုင်နဲ့မြို့နယ်ကောင်စီဝင်2ဦးရဲ့နေအိမ်တွေကိုအရခတ်တပ်တော် AA ကထပ်မံချက်ပိတ်လိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီချက်ပိတ်ခံရတဲ့နေအိမ်တွေကတော့စစ်ကောင်စီရဲ့မောင်းတော်ခရိုင်ကောင်စီဝင်ဦးအောင်မြင့်သိန်းနဲ့မြို့နယ်ကောင်စီဝင်ဦးခင်မောင်တို့ရဲ့နေအိမ်တွေဖြစ်ကြတယ်လို့သိရပါတယ်။ကဲတော့တင်ဆက်ပေးခဲ့တဲ့ဒီညပိုင်းအတွက်သတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးကျွန်တော်ဖလန်မြုတ်သိန်းတက်ပေါ်ရဲ့အောင်ပွဲရမှတ်တမ်းလေးကိုကျွန်တော်အရင်ဆုံးကြည့်လိုက်အောင်ညာ Thank yeah. you. Yeah. Daniel, um. you're Daniel. Oh, we're to be all right. ကဲတော့ဒါလေးကတော့ကျွန်တော်ဖလန်းမြို့သိမ်းတပ်ဘက်ကအောင်ပွဲရမှတ်တမ်းလေးပေါ့နော်တပ်ဘက်အတွင်းမှာကြာဆုံသွားခဲ့ကြတဲ့ရဲဘော်တွေကိုလည်းဒီနေ့ကနေကျွန်တော်အလေးပြုပါတယ်ခင်ဗျာရဲဘော်တို့အားလုံးတောင်းပန်ကြေပါတယ်ကဲနောက်ထပ်ကျွန်တော်စီဒီအမ်ဘူကြီးဇင်ယောပြောပြထားတဲ့ဒီကြောကာပါဆန်နဲ့ပတ်သက်တဲ့အသေးစိတ်အကြောင်းလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ခင်ဗျာစစ်တပ်ရဲ့အဓိကထောက်တိုင်တွေမှာကာပါဆန်ခေါ်တဲ့ကာဝေးပစ္စည်းဆက်ယူတွေဟာလည်းအဓိကကြတဲ့အခန်းကဏ္ဍကပါဝင်နေတာဖြစ်ပါတယ်ဆိုပါဆက်ယူတွေဟာရန်ကုန်နေပြည်တော်မကွေးနဲ့မကွေးမှာအခြေစိုက်တာဖြစ်ပါတယ်ဒီနယ်တွေမှာဘာလို့အခြေမစိုက်တာလဲ ဆိုတာကတော့နောက်တစ်ချိန်ခွဲထွက်တာတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ဖက်ဒရယ်လို့ဖြစ်လာရင်ဒီမှာထဲမှာကျန်ရှိနေအောင်ဖြစ်ပါတယ်။ကာဝေးပစ္စည်းစက်ရုံတွေကလုံးဝထိတန်းသေးတဲ့ဖြစ်ပါတယ်။စာမန်အရာရှိစစ်တီတွေတော့ကာဝေးပစ္စည်းစက်ရုံတွေရဲ့လုပ်ငန်းစနစ်တွေတိရှိဖို့ခက်ခဲလာပါတယ်။ခုချိန်ခါမှာတော့ CRM တပ်အစုဖွဲ့တွေရဲ့တင်ပြမှုကြောင့်ဒီလူတွေတည်တည်တော့ကြားသိနေကြရပြီဖြစ်ပါတယ်။ကာဝေးပစ္စည်းစက်ရုံတွေဟာကနဦးတီထောင်စင်ကဂျာမနီကြီးပညာအကူအညီနဲ့စတင်ခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာတော့တရုတ်ရုရှားမြောက်ကိုရီးယားပညာရှင်တွေနဲ့ပေါင်းစပ်လုပ်ကင်ကြတာဖြစ်ပါတယ်။ 1996ခုနှစ်နောက်ပိုင်းမှာစက်ရုံတွေတိုးချဲ့တည်ဆောက်ခဲ့ပြီးအကြီးစားစက်ရုံတွေကထပ်မံဖွင့်လှစ်လာခဲ့တာဖြစ်ပါတယ်။ကာဝေးပစ္စည်းထုတ်လုပ်မှုကြဖွဲ့မှာစီဘယ်ကလွယ်လို့ကျန်တဲ့အင်ဂျင်နီယာအုပ်စုမျိုးစုံရှိနေတာဖြစ်ပါတယ်။အခြားဆက်စစ်တီတွေကိုကားငယ်အုပ်စုဖေဖေစစ်တီကာဝေးအုပ်စုပညာတယ်စစ်တီကာတီအုပ်စုသူပညာတယ်စစ်တီဆိုပြီးအုပ်စုတုံးလုံးစလုံးစုံလင်စွာရှိနေပါတယ်။ trade တွေ grade တွေအမျိုးအစားစုံလင်တဲ့ပညာတယ်တပ်ဖွဲ့ဖြစ်ရပ်တည်နေခဲ့တာဖြစ်ပေမဲ့ယနေ့ချိန်မှာတော့တိုက်ခိုက်ရေးလုပ်ငန်းတွေကိုပါဝင်ရောက်ပါဝင်ပေးနေရတဲ့အထိဆန်းနာနေပြီဖြစ်ပါတယ်။ကာဝေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ဟာ ဝင်ရတဲ့ဖွဲ့ဖြစ်ပြီးကဘာသစ်ဖြစ်ရင်တော့စစ်တိုက်စီရမလို့ပဲထုတ်လို့ရတဲ့လုပ်ငန်းကိုသာနေမနာညမှာဆောင်ရွက်ကြရမယ်လို့တွေးကြော်ထားတဲ့စစ်မင်းသားတပ်ဖွဲ့ဖြစ်ပါတယ်။စစ်စက္ကတိုလ်ကျောင်းစင်းတွေရောက်ရှိမှုနည်းပါပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဖွဲ့စည်းပုံရဂျီဝမ်ဒုတိယဗိုလ်မှူးကြီးစေဦးစေးဘုပထမတန်းအထိတာရှိလို့ဖြစ်ပါတယ်။ကိုရခင်ကဆိုရင်ကမ္ဘာစတပ်ဖွဲ့ဝင်တွေဟာတပ်ဖွဲ့တွေထိတ်တန်းတန်း great တန်းတန်းတွေတော့တက်ရောက်ကြရပြီးအခြားစစ်တန်းတန်းတွေမတက်ရောက်ကြရပါဘူး။ဒါပေမဲ့စစ်မှုရတဲ့စိတ်အတွက်အမှတ်ရေးအတွက်တက်ချက်ရမှာတမန်အမှတ်ပြည့်ပြီလို့ခြေတင်တက်ခိုက်ရေးတန်းတန်းတွေဖြစ်တဲ့ အချက်လောက်အချက်ငယ်အချက်ကြီးနဲ့တိုက်ပွဲဝင်စီယုံရေးတင်တန်းတွေကိုမဖြစ်မနေတက်ရောက်ကြရတာဖြစ်ပါလေ။အဲဒီလိုတိုက်ခိုက်ရေးတင်တန်းတက်ရောက်ရတာတော့ခြေတန်းတွားရတယ်လို့ပြန်မှန်းနဲ့ဆိုပြီးကြောက်လန့်ကြတဲ့များဖြစ်ပါလေ။ကာဝေးပစ္စည်းဆက်ရုံ25ရုံရှိပြီးဒီထက်ကတော်လန်ရေးအင်အားစုတွေအားလုံးကောင်းတဲ့မွေတိုင်းတွေကကြောင်းမြို့ခြေဆိုင်အမှတ်23ကာဝေးရေးပစ္စည်းဆက်ရုံအကြောင်းကြည့်ကြည့်ထားသမျှလေးပြင်ပြပေးပါမယ်။ကြောင်းမြို့ဟာရောတွေကလည်းဆက်ဆက်နေတယ်လို့ရင်းမှာပင်ပလဲနေတယ်ထိဆက်လျက်ရှိနေတာဖြစ်ပါလေ။လက်ရှိဆက်ရုံကဘဝီတိုးနေဖြစ်ပြီးစီးဆင်းတဲ့အရန်ကြီးလို့ဖြစ်ပါတယ်။ သူမျိုးသမီးအားဒဂုံချက်ကလူကကတိကဒေါ်မာလာမျိုးဖြစ်ပြီးဒါရိုက်တာဆင်အောင်မောင်နဲ့အမျိုးတော်ဆက်သူဖြစ်ပါတယ်။သာသမီမထွန်းကားသလိုမိခရီးတယောက်ကိုစာချုပ်စာရမ်းနဲ့တရားဝင်မွေးစားထားပါတယ်။ဘလောက်စီးစနစ်ကြတာလဲဆိုရင်သူစားဖို့ချက်လုံးပြုချက်လုံးနေကိုတော့သူအိတ်တဲ့ခရင်အောင်မှာထားပြီးသူ့ကိုချက်ကြည့်တဲ့ချင်းတိုင်းရနာစစ်တီကိုစက်ကလေးနဲ့ထုတ်ပေးတဲ့အထိအားတက်တိုးလေဆိုတဲ့အညီဝိဒေတာကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ရုပ်ရှင်မင်းသားကြီးဒရီးနဲ့ RND တနေတဲ့ဘွဲယူခဲ့တဲ့အင်ဂျင်နီယာစစ်စစ်ကြီးဖြစ်ပေမဲ့ဘူလောင်တင်နာအပတ်စဉ်89ဆက်ခွန်မှာတက်ရောက်ခဲ့ပြီးတိုက်ခိုက်လို့သိရှိသူဖြစ်ခါနာမည်ကျော်ဒီလုံတိုက်ပွဲအတွက်တန်ဖနာပြားတွေကိုတီထွင်ထုတ်လုပ်ပေးခဲ့သူဖြစ်ပါတယ်။ ဆက်ရုံနဲ့အနည်းဆုံးကြီးပါကန့်ဆက်ကြီးပါဖြစ်ပြီးဒုတိယဆက်ရုံမှုဒုတိယဘုံမှုရဲရန်ပိုင်လက်ထက်ကစံခံရေးကိုမဲထဲတရားဝင်အမိန့်ပေးခဲ့တာဖြစ်ပါတယ်အဆိုပါကန့်ဆက်ကြီးပါလည်းပြည်သူ့စစ်ကြီးပါကြီးဖြစ်ပါတယ်အဆိုပါဆက်ရုံဟာတာလူပြစ်တာလက်ပြစ်မဆိုင်တွေထုတ်လုပ်ပြီးချိန်သိမ်းထားရှိပါတယ်ဆက်ရုံမှာ A B C D E နဲ့ F အဖြစ်လိုင်းချခုအုပ်စုခွဲထားတာဖြစ်ပါတယ်အမှန်နဲ့ဆက်သုံးကဝ ABC ဆက်ရုံဟာထုတ်လုပ်မှုတစ်ခုရဲ့အတွက်ညှော်မှန်းတိစောက်ခဲ့တာမဟုတ်ပဲ installation အတွက်ပါရှိရတာဖြစ်ပါတယ်ဒီဝတ်တဲ့ component တွေကို ကောက်ဆန်20 21 22 23 24 25တို့ကထုတ်လုပ်ပေးရမှာဖြစ်ပါတယ်။အမှန်25ကာဝေးပစ္စည်းဆက်ယုံအောင်ဆိုရင်အာနာသိန်းကြီးကဆက်ယုံစီမံကိန်းရပ်တန့်သွားခဲ့ပြီးညီတိထုတ်လုပ်ရမှာမရှိသေးတဲ့ဆက်ယုံတစ်ခုဖြစ်ပါတယ်။ A2 လိုက်မှာဆိုရင်နောက်ကိုရီးယား project လက်ကျန်တာရုံပြတာလက်ပြမဆိုင်တွေတက်ဆင်ထားပါတယ်။ဆက်ယုံပတ်လည်မှာနီယောင်တာရာတို့တွေထင်းထားတဲ့ workshop တွေကတော့ကွန်ကွေးအောင်လုံသွားပြင်ထန်တဲ့ရန်မျိုးစားတွေကိုတူလောင်ထားတဲ့အမှတ်အသားဖြစ်ပြီးဆက်တက်ရင်မှန်မှဝေရောက်ခွင့်ရှိမှုဖြစ်ပါတယ်။ B5 လိုက်မှာတော့မဆိုင်ပြည်ရဲ့ပစ္စည်းနဲ့မဆိုင်တွေထားရှိပါတယ်။ C5 လိုက်မှာတော့တင်ကားပစ္စည်းနဲ့ဈေးတက်သုံးမဆိုင်တွေထုတ်လုပ်ခဲ့ပြီးမြဲ မြောက်ကိုရီးယားတွေမလာတော့လို့ထုတ်လုပ်မှုတစ်ခုသာအောင်မြင်ပြီးကြံ project တွေရပ်တန့်လိုက်ရပါတယ်။တမ်တာသိသိနဲ့တက်မှာအမေရိကန်ရဲ့ထောက်ခံမှုရမလားဆိုပြီးမြောက်ကိုရီးယားနဲ့စစ်ဖက်ဆိုင်ရာဆက်ဆိုင်ရေးလျှော့ချခဲ့တာဖြစ်ပါတယ်။တခြားလုံသူမရောက်နိုင်တော့လက်မလျှော့ပဲသူတို့မလာရင်ကိုယ့်စီကအဖွဲ့တွေပို့မယ်ဆိုပြီး clear way စီလို့တည်ယူနိုင်ခဲ့လို့စီလိုင်းကနေထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအဖွဲ့ကိုဥဆောင်ခဲ့သူတွေကတော့ဒုလက်နဲ့ဌာနကြီးမှုဘုံမွေးကြော်ညုံနဲ့ဒုတိယဘုံမွေးအံ့ဘော်ဆွေတို့ပဲဖြစ်ပါတယ်။ဒီလိုင်းကတော့လောင်စာခဲထုတ်လုပ်ဖို့ရည်မှန်းထားတာဖြစ်ပြီးထုတ်လုပ်မှုမအောင်မြင်နိုင်ဘူးလို့ခံမှန်းရပါတယ် apply ကတော့ underground ဆက်ယူတွေဆောက်လုပ်နေတဲ့မှာတန်တိုင်းရပ်တန့်ထားတာဖြစ်ပါရဲ့ကဲတော့ဒါလေးကတော့ကျွန်တော်စီဒီအမ်ဘူကြီးစင်ရောပြောပြထားတဲ့ဒီကြောကာပါစာဆက်ယုံနဲ့ပတ်သက်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်အခုလိုမျိုးဒီကာပါစာဆက်ယုံရဲ့ဖွဲ့စည်းပုံအကြောင်းလေးကိုအသေးစိတ်ဆင်းပြထားတော့ဒါကျွန်တော်တော်လိုင်းတက်ဖွဲ့ရေးအတွက်အထောက်အပံ့အများကြီးရသွားတော့ဗောနော်အဲ့တော့အခုလိုမျိုးပြောပြပေးတယ်ဒါကျွန်တော်စီဒီအမ်ဘူကြီးစင်ရောကိုလည်းအထူးပဲကျေးဇူးတင်စီပါတယ် ကဲလာပါပြီဟိုဘတ်အောက်တန်စာရက်ကွာကောင်းလေငလှင်ပေးတင့်ပြီးတဲ့နောက်တို့ဒီစစ်ကြုံပညာရေးဖြည့်ဆို့နေတဲ့ចောင်းသားចောင်းသူတွေကိုအစားအနေပြန်ဖြည့်ဆို့ခိုင်းမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုဘတ်အောက်တန်စာရက်ကွာကောင်းလေဘလို့တွေဖင်ကုန်းပြီးလောင်မြိုက်ထားကြအောင်မလဲဆိုတော့ကျွန်တော်သွားပြီးတော့ကြည်လိုက်အောင်ညာကျွန်တော်နေပြီးတော့မှလိုက်ကြည့်လိုက်ဝန်တိုင်းအင်အားတွေပြက်စီးသွားဓမုံကြီးပဲနေပြီးတော့မှဒီရထားအင်အားလိုက်ကြည့်လိုက်အဲ့ဒီမှာခင်ဗျ၄လွှာချင်း၃လွှာခင်ဗျ၃လွှာပဲကျန်တလောအောက်မှာကျိုးချိန်နေရတယ်အင်းသူတို့အကျိုးပေးရတယ်ကျွန်တော်ဒီတုခတောင်ဝင်အကျော်ဘက်မှာတိုက်နေရှိတယ်အဲ့မှာခင်ဗျအင်းအေးကျိုးချိန်နေရပဲ နေပြီးတော့ဘာပဲအများကြီးပဲဝန်ထမ်းအင်ရတယ်အဲ့ဒီမှာရှိတဲ့ចောင်းသားចောင်းကြီးလည်းဘယ်လိုစိတ်နဲ့စာမွေးပွဲပြန်ဖြေနိုင်ပါလဲဒီလောက်အိမ်ကြီးပြိုလို့ခင်ဗျာဒီလောက်ဟိုမှာဒီဒီကန့်နေမှာသွားနေရတာဘယ်လိုစာပြန်ကြက်မလဲဘယ်လိုចောင်းပြန်သွားမလဲဘာနဲ့သွားမှာလဲမင်းကြတယ်အများကြီးပဲစစ်ကြုံပညာရေးလို့ခေါ်နော်ဘယ်လိုဖြေရမှာလဲခင်ကျွန်တော်တို့ဖြေရเอองูตันเนี่ยอายายไม่จีบาเนี่ยเปียปัญญาไม่จีดาเนี่ยเราไม่จีดาก็ดีနေပြီးတော့កောင်းစီកောင်းစီတော့มาရှိတယ်ဇမှုသီးမျိုးပဲလာကြည့်လိုက်အဲ့ဒီမှာခင်ဗျအများအကြီးပဲအဲ့ဒီပြို့တာ တချို့ဝန်ထမ်းတွေဆိုရင်တချို့ဝန်ထမ်းဆိုရင်တချို့ဝန်ထမ်းဆိုကျွန်တော်တို့ဒါသူကနေမှနေရာတွေဟာလေအများကြီးပဲသိပါတယ်သူတို့သိကြပါတယ်ကျွန်တော်လည်းပြောတော့အောင်ဒီခြေနေဒီရဲ့ဆူကသူတို့အကျိုးပေးရတယ်ဒီပါလေးချင်ပါတယ်တော်တော်ဆိုင်တယ်อืมဆူမောင်းမနေဘူးပဲဆူမောင်းမနေဘူးတော်တော်ဆိုင်တယ်ဒါတော့ကျွန်တော်စောင့်ကြည့်ရမယ်ဦးဇင်းတို့အမြင်ကအမြင်လာပြီအားကြောင့်လဲဆိုဒီတက္ကသိုလ်ဝန်ထမ်းဆောင်မွေးပွဲကအရင်စနစ်ဟောင်းလိုပဲဘုံဒူးစနစ်နဲ့ ပြန်ပြီးအောင်စင်းထွက်နေတာကိုอืมအဲ့ဒီရဲ့နောက်ွယ်မှာလေးဝက်ချက်တွေရှိတယ်ကအဲ့လေးဝက်ချက်တွေကဘာလဲဆိုတော့ဘုံသူအယောင်းအဝယ်လုပ်ငန်းကြီးထွားနေอืมဘယ်ဘော်တာကပြဲအော်ဒီတွေဘလောက်ထွက်တာအဲဂုံလူတွေဘလောက်ပါတာဂုံလူပါတဲ့သူနဲ့အောင်တဲ့သူဆိုလို့ရှိရင်ဂုံလူပါတဲ့သူကများတယ်ရိုးရိုးအောင်တဲ့သူကနည်းတယ် စာမျက်နှာတမျက်နှာမှာဆိုလို့ရှိရင်ရိုးရိုးအောင်တဲ့လူကတယောက်စာဖယောက်စာပဲတွေ့ရတာအာကျွန်တော်တော့ 2D 3D 4D 5D audio ဆုံးနေတာပဲ 1D ဆိုတာမမြင်ရင်အဆုံးပဲလို့ပြောပြောနေကြတာတွေဟာဟိုတကယ်အစ်စ်အမှန်ဂုံတူးတွေဟုတ်ရဲ့လားအင်းအဲ့ဒီဂုံတူးတွေရဖို့အတွက်ပညာရေးဌာနကိုတိမ်ပေါင်းတောင်းချီပေးပြီးဝဲနေတယ်ဆိုတာရောမဖြစ်နိုင်ဘူးလား အဲပညာရေးဌာနကလည်းအဲ့ဒီဂုံလူတွေကိုတိမ်ပေါင်းတောင်းချီယူပြီးရောင်းစားနေတယ်ဆိုတဲ့သတင်းတွေလည်းကြားဖို့နေတာကြားပြီဂုံလူမတ်မိတဲ့သူဥမာ89မရတဲ့တင်ချာတမတ်တင်မပေးဘူးဗျာအဲ့ဒီနှစ်ချက်သူတို့နစ်နာသွားပြီးတော့ဂုံလူအယောင်းဝယ်လုတ်တဲ့သူကြတော့80ကျော်လေးကို80ပြအောင်တင်ပေးတယ်ဗျာဟို69လောက်ရှိတာကို85ပြအောင်တင်ပေးတယ်ဗျာဟိုသုံးနေတာပဲလေဟွန်းနဆာကဥက္ကဋ္ဌကြီးက ဒီပညာရေးကိုဟောလှည့်ပြီးကြည်နိုင်သေးသလားပေါ့နော်ဟိုအဲ့ဒါဦးဇင်းတို့ပဲချဲ့လဲနေတာလေပါတယ်ပါတယ်ပြင်ပြီးတောင်းဆိုလို့မရဘူးဆိုရင်တော့ဦးဇင်းတို့နောက်တစ်ချိန်မှာအဆိုင်ဘုတ်ကင်ပြီးတောင်းဆိုရင်ပြင်တောင်းဆိုရလိမ့်မယ်ဘာသာကဥက္ကရာကြီးကိုတွေ့ပြီးတော့အတူပြေးထလာပါနော်အဲ့တော့ဆိုင်ဘုတ်ကင်ပြီးလမ်းဆောက်မယ်ဆိုတော့ပါလေအဆိုတော်ဝေလာလာကဲတေးလဲလူကတေးသွားပြီထောင်းနောက်ထပ်တကောင်းအင်းလေးဒန်လို့လို့ခံစားနေရတဲ့တောကမီးတွေလောင်မြိုက်နေတဲ့ကလေးတွေက ဒီစားမွေးမွေးကိုပြန်ပြေးမယ်ဆိုတာခဏ10ဘာသာဂုံသူထွက်တဲ့ကလေးတောင်မှဟမ်ပြန်မပြေတော့ဘူးမပြေကျင်တော့ဘူးတဲ့အခုပြည်သူတွေပြောနေပြအောင်မှဟမ်မပြေကျင်တော့ဘူးတဲ့သူတို့မှလည်းဒေါကတွေဒုက္ခတွေလေခံစားရတယ်လေခင်ဗျားတို့ဘလို့အသိဉာဏ်ပညာနဲ့ဒီလိုမျိုးပြန်ပြေဖို့ကိုဆုံးဖြတ်လိုက်တာလေခင်ဗျားတို့မှအိုက်တဲ့ကောင်းတဲ့အစီအစဉ်တွေမရှိတော့ဘူးလားဘလို့ဘလို့စိတ်မျိုးနဲ့စာသွားချက်ပါလေအဲ့လိုပဲချက်ပါ ကျွန်တော်ပြောတယ်နော်အဲ့ဒီ6000ကျော်ကလေးတွေอ่ะဟမ်အဲ့ဒီစာတွေချက်ဖို့စာအုပ်တွေဘောမင်းတွေခဲတံတွေဘယ်မှာလဲမင်းဝယ်ပေးလိုက်လေတော်မလို့ကွေဦးစီးချုပ်ကြီးနိုင်ငံတော်ဝန်ကြီးချုပ်ကြီးနဲ့ပညာရေးဝန်ကြီးဝန်ကြီးတို့ခဏတော့တိဟိုတိနေချင်တယ်ဗျာဟွန်းနော်တိလေကယူမဆိုင်ဘူးနိုင်ငံတော်ဝန်ကြီးချုပ်ကဒါတိလားမတိလားမသိဘူးအဘကကျော်ကြီးဦးမင်းအောင်လိုက်တိပါသလားခင်ဗျာဒီကိစ္စကိုမတိစေရလားဒီပညာရေးဝန်ကြီးကဘလို့အွှေညာတော်ဆူရောက်ပြီးတော့မှဒီ ငလီလုတ်တဲ့ဒေသတွေကိုစာမုပ်ပဲပြန်ပြေရမယ်ဆိုပြီးတော့ဘလို့ပုံတော့လို့ ਨੇ ပြောလိုက်တာလေအခုလူတွေကဆဲကုန်ပြီอืมเนาะไอ้ปัญญาอยู่วินจีอ่ะแหละบาเลยบดุแล้วตอนแล้วไม่ติดอูอะกูแซ่กันน่ะบ้ากะจุกจิโอไปแซ่ล่ะอ๋อคลิปเนี่ยเปลี่ยนเปลี่ยนกันคลิปไม่ติดอูเลยอีดูดูก็ไม่ติดอูเลยฮะอโซยาก็แซ่ล่ะบ่ลบบ่ลบบ่ก็อืมบลุเปลี่ยนเพียมาโหลบลุใส่โนเนี่ยดีตะละนะละอ้วนโหสาแจ็บพี่เพียมา ဘယ်လိုမေးခွန်းနဲ့ဖြေခိုင်းပါလဲအဲ့စာချက်ဘုရားဘယ်လိုစာအုပ်တွေထုတ်ပါလဲဟမ်ခမားတို့အောက်ချေဒီကလေးတွေရဲ့ဘဝကိုခမားတို့ဘာတာဝန်ယူမှုရှိလဲဘာတာဝန်ခံမှုရှိလဲဟမ်ခမားတို့ဒီကလေးတွေနေရင်ထိုင်ရတော့မှငလေးလုံးလို့အဆင်မပြေတာဟုတ်ခမားတို့ကစာမုပ်ပဲပြန်ဖြေခိုင်းမယ်ဆိုတော့ဘယ်လိုသဘောနဲ့ခမားတို့ပြောလိုက်တာလဲခမားတို့ကငါလက်ကလွတ်ပြုတ်ပြီးရောခမားတို့ကအုံနာမရှိဘူးလားမောင်ပညာကြီးဝင်ကြီးလုံနေပြီးတော့မှဟမ်ငိုလားငိုလားကြည့်မကောင်းခမားပညာကြီးဝင်ကြီးလုံပြီးအုံနာမရှိဘူးလား ာဒီကလေးတွေအချိန်အခုခမားတို့၆လပိုင်းခမားတို့ကတော့ခမားတို့ကိုလိုယုံတာပေါ့ကလေးတွေကိုဟမ်ကလေးတွေပြန်ပြေဆိုပြီးတော့မှကလေးတွေဘယ်တော့ပြင်မန်းနေမှာလဲသူတို့ဖြေခဲ့ပြီးပြီလေဖြေတာခမားသဘာဝတရားကြီးကဦးမေအောင်လိုက်လောက်ခိုင်းရလဲမဟုတ်ဘူးဘုရားကတော့မှမဲ့ဆိုဗျာလောက်ခိုင်းရလဲမဟုတ်ဘူးသူပါဆိုသဘာဝတရားဖြစ်တာဟုတ်ဒီကလေးတွေကိုစိတ်တိုင်းတကြခမားကိုဆက်ပေးနေတာကဲအဲ့ဒီခမားတို့၆တောင်းတော်တွေမှာငလင်လောက်တဲ့လူမပါဘူးလားငလီလောက်သွားတဲ့ကလေးတွေမပါဘူးလားအဲ့ကလေးတွေကဘယ်လိုပုံစံနဲ့ခမားကိုဆောင်ဖို့ပဲလာဖြေရမှာလဲခမားတို့အုံနောက်ထဲမှာချီးပဲကြည့်တယ် อืมตะตูเว้ยเมียเอาเว้ยน้าพังไคไลอืมอำเภอเดียวโดนခင်ဗျားတို့ဘယ်လိုအောင်တော့လဲအဲ့ဒါဆိုခင်ဗျားတို့တခုပြောပြမယ်ပညာရေးဝန်ကြီးကိုပြောမယ်ခဏအရင်မေးဖို့ထုတ်တယ်အဲ့နှစ်လအတွင်းကိုခင်ဗျားကိုလည်းချက်ပြီးတော့ဖြေကြည့်လိုက်ဖြေဟမ်ခင်ဗျားလည်းမေးဖို့မသိဘူးခင်ဗျားတို့ကျွန်တော်မေးဖို့ထုတ်ပေးမယ်ပညာရေးဝန်ကြီးကိုလည်းဖြေအဲ့နှစ်လဒီတစ်လခွဲအခုဒီနေ့ပဲ24 23လေးခဏနေ24ရောက်ပြီ မင်းတော်တယ်16ရက်နေ့ဖေးရမှာ၄လပိုင်း16ထား၅လပိုင်း16 6လပိုင်း16 3လအဲ့ဒီမှာအခုက၄လပိုင်းအခု24ရက်ရှိပြီနော်၅လပိုင်း20နဲ့6လပိုင်း24တလာဝဲတော့ပဲချိန်ရှိတယ်ပညာရေးဝန်ကြီးခမားကိုတိုင်းထုတ်တဲ့မေးခွန်းကိုခမားဖြေနိုင်တာကျွန်တော်မေးကြည့်တယ်ဒီကလေး6တော့လို့လို့ဟမ်အဖြေလွှာတွေအကုန်လုံးမီးလောင်သွားတော့စာမွေးဘဲကိုအစားအနေပြန်ဖြည့်ခိုင်းတယ်။အဲလိုပြန်ဖြည့်ခိုင်းတာနဲ့သူတို့အောက်တန်းစာရုပ်ကောအကောင့်တွေကတော့ဒီလိုတွေလောင်ကြတာပဲ။အဲတော့ဒါကိုစစ်ကျုံပညာရေးလို့ခေါ်တယ်နော်။ ကဲတော့ဒီညပိုင်းလေးကတော့ဒီလောက်ပါပဲကျွန်တော်အားပေးရတယ်ကျွန်တော်ညီကိုမတော်မတွေတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်။နောက်ဖြန်ကြားပါပဲ။တည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါဦးမြတ်။အားလုံးပဲကျမ်းမာပေးကင်းကြပါစီမြတ်။